Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ကြီးပွားချမ်းသာရံမျိုးအောင်တောရကျောင်းတိုက်တွင်ဒုတိယအကြိမ်စူပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကလူရန်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျန်းကုန်တိုင်းဒေသကြီးတွန်တေးခရိုင်တွန်တေးမြို့နယ်ညောင်တကားကျေးရွာအုပ်စုကာလူကုန်းကျေးရွာရှိကြီးပွားချမ်းသာရံမျိုးအောင်တောရကျောင်းတိုက်တွင် ဒီကနေ့အောက်တိုဘာလ28ရက်နနက်9:00နာရီကဒုတိယအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်သင်ခန်းဆက်ကလူဒန်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗယ်။မြတ်သောဒါနာကထိန်သင်ခန်းအလူတော်ဟာသတင်းကြိုလာပြေကျော်တရနေ့မှာတစောင်းမုံလာပြေနေ့အထိသာရရှိနိုင်ပြီးတနင်္လာတလာတဲ့သောကာလဒါနာအခွင့်ထူးကြီးပင်ဖြစ်ပါတယ်။ကထိန်အလူတော်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်ဖျားမာစိန်ကျောင်းမာသိန်းတင်ငန်းမာကထေဟု တင်စားခေါ်ဝေါ်လောက်အောင်အမျက်ဆုံးဒါနတစ်ခုဖြစ်ပြီးကထိန်တင်ငန်းလူရန်ရခြင်းကြောင့်ဘဝတန်နရာတလျှောက်ကြီးမားသော အကျိုးပေးမှုများကို ဖြစ်ပေါ်စေခြင်းခရီးသွားလာရမှာအတားအဆီးအနောက်အရှက်ဘေးရန်တွေကင်းခွာပြီးအလိုရှိရာသို့အလွယ်ကူစွာ ရောက်ရှိနိုင်ခြင်း ပစ္စည်းဥစ္စာဆုံးရှုံးပျက်စီးခြင်းမှကင်းဝေးပြီးလိုရာခရီးပေါ်ပါချမ်းသာစွာသွားလာနိုင်ခြင်းဘေးဥပါအန်ဒီရဲ့အစိတ်အတောင်နဲ့အစာရေစာရှာပါခြင်းတို့မှကင်းဝေးပြီးစားကောင်းတောက်ဖွဲများအမြဲတမ်းရရှိနိုင်ခြင်းအလိုရှိသောပစ္စည်းဥစ္စာများကို လွယ်ကူလင်မြန်စွာရရှိနိုင်ခြင်းဟူ၍အကျိုးကျေးဇူး၅ပါးကိုရရှိနိုင်တာဖြစ်တာကြောင့်အချိန်ကာလပြောင်းမရမြဲလာကတဲ့အကျိုးတရား၍မသွား ငင်းညာကထိန်ကြီးဟူသော စောင်းပုတ်များနှင့်အညီအလူတရကားကြီးဥတန်အောင်ခေါ်ဥဝါလာ အလူတရကားမကြီးဒေါ်ရင်မီအတော်ဖြစ်သူဒေါ်ပြေအေးတို့အားရည်စူးပြီးကျန်းရစ်သူမိသားစုတို့နှင့်တကွစေတနာရှင် အလူရှင်များမှစူပေါင်းမဟာဘုံကတိန်တင်ငန်းဆက်ကက်အလူရန်ပွဲကို ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်အဆိုပါအခမ်းအနားကို နမောတသ၃ရက်ရုပ်ဆိုဖျားကတော့ကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဆရာတော်ထံမှာသီလခံယူစောင့်တည်ခဲ့ပါတယ်။အဲနောက်မှာတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့အားဒုတိယအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်သင်္ကန်းနေလူပဲဝိတ္ထုပစ္စည်းများစက်ကလူရန်ခဲ့ပြီးသူ ဆရာတော်မှာကတိန်လျာသင်ခန်းဆက်ကက်လူတန်းရခြင်းနှင့်ဆက်လင်းပြီးအနုမောနာတရားချင်းမြင်ကလူတန်းမှုအစူးစူးတို့အတွက်ရေဆက်သွင်းချအများပေးဝေးပြီးအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တည်ထူသုံးချိန်ရုပ်စုစုတောင်း၍အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်အိမ်နောက်မှာတော့စေတနာရှင်အလူရှင်များမှာဆရာတော်တန်ဃာတော်များကို နေစွန်းဆက်ကလူရန်ခဲ့ပြီးကျေးရွာရှိရုတ်ကနေပြည်သူများအားစတုဒီသာထမင်းဟင်ကျွေးမွေးလူရန်ခဲ့တယ်လို့သိရပါဗျာ